မင်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ် AR တိုင်းကຫນွေစပါးတွေပြပဈေးကွက်ကိုအကန့်အသတ်နဲ့ပဲတင်ပို့နေရလို့ဈေးကြပြီးရှုံးပေါ်နေတယ်လို့တောင်သူရင်းနဲ့လုပ်ငန်းရှင်တွေကပြောပါတယ်ပြပဈေးကွက်ဝင်စပားဈေးဟာပြီးခဲ့တဲ့နှစ်ဇွန်လကစံကျန်းအုပ်စုမှာပါဝင်တဲ့စပားမျိုးစားတွေအတွက်တင်းတရာကိုကျက်23သိန်းတထောင်အထိဈေးပေါက်ခဲ့ပြီးအခုနှစ်ဇွန်လထဲမှာတော့ကျက်14သိန်းဝင်းကျင်သာရနေတာလို့ဆိုပါတယ်။ ။စပွားဆိုင်ဖို့အတွက်ကုန်ကြဈေးကလည်းတဧကကိုကျပ်ငွေ10သိန်းဝန်းကျင်ကုန်ကြနေတာဖြစ်ပါတယ်။စဘာအဓိကဈေးကွက်ဖြစ်တဲ့ထိုင်းအိန္ဒိယနဲ့တရုတ်စတဲ့ပြည်ပနိုင်ငံတွေကိုအကန့်အသတ်နဲ့ပဲပို့နေရလို့ဈေးစမတန်ကျပြီးလေသမားနဲ့လုပ်ငန်းရှင်တွေအရှုံးပေါ်ပြီးတော့အကျွေးတင်နေကြတယ်လို့သိရပါဗျ။ဒါ့ပြင်ပုံမှန်အားဖြင့်လေတဧကကိုပြင်းမြစဘာတင်60ဝန်းကျင်ထွက်ပေမဲ့ AR တိုင်းကမြို့နယ်တချို့မှာရွှေခရူးကြောင့်စဘာကင်းတွေပြတ်နေရပြီးအထွက်နှုန်းလဲကျဆင်းနေတယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာ ARI တိုင်းကဒေသခံတွေဟာစံစဘာကိုအများဆုံးစိုက်ပျိုးထုတ်လုပ်ပြီးမိုးစဘာစိုက်အေက38သိန်းကျော်နဲ့ຫນွေစဘာစိုက်အေက14သိန်းကျော်အထိနှစ်စဉ်စိုက်ပျိုးနေတယ်လို့သိရပါတယ်ရှင်။ နေမြင့်ညင်းပွားမှုဖြစ်ပွားနေတဲ့ကိုကန့်တက် MNDAA နဲ့ရှမ်းတက် SSPP တို့ဟာလတလောဖြစ်နေတဲ့ပြဿနာတွေကိုညီညီချင်းချင်းဖြေရှင်းဖို့သဘောတူညီခဲ့ကြတယ်လို့ကိုကန့်တက်ပြန်ကြားရေးသကိုကန့်ကနေဂျွန်လ18ရက်နေ့မှာထုတ်ပြန်လိုက်ပါတယ်။အထူးရသားတစ်တိန်နီခရိုင်တန်လွင်ကြီးရွာမှာဂျွန်လ18ရက်ကတွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပြီးဝပီသွေးစွညီညွတ်ရေးတက်မတော် UWSA ကိုယ်စားလှယ်အဖွဲ့ကလည်းတက်တဲ့အဖြစ်တက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ တွဲဆောင်မှုမှာနှစ်ဖက်စလုံးစိတ်ဝင်စားကြတဲ့လက်တတော်ကိစ္စရပ်တွေနဲ့ပတ်သက်လို့နည်းနည်းရှင်းရှင်းဆွေးနွေးဖယ်လှယ်ခဲ့ကြပြီးတမိုင်းကြောင်းအရာရင်းနှီးတဲ့ညီအကိုတော်လိုင်းလက်နက်ကင်အဖွဲ့အစည်းတွေအဖြစ်အရင်မျိုးဆက်တွေတိစောက်ခဲ့တဲ့တော်လိုင်းမိဖွဲ့မှုကိုထိန်းသိမ်းဖို့တောင်းဝန်ရှိကြောင်းကြီးရဲမှုငယ်အောင်ငယ်တဲ့အမှုပပြအောင်ဆိုတဲ့နေရာမှာကိုလက်ကင်ထားပြီးလက်တတော်ပေါ်ပေါက်လာတဲ့အမြင်ကွဲလွဲတာတွေသဘောထားကွဲလွဲတာတွေကိုညီငင်းချက်ချင်းဖြေရှင်းဖို့သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်ရှင်။ ရန်ကုန်ပြည်လမ်းမှာတိုက်ပွဲဖြစ်နေပြီးစစ်ကောင်စီတပ်ကလမ်းတွေမှာတက်ဆွဲထားတဲ့အတွက်မင်းလာမြို့နယ်ကကြေးရွာ25ရွာလောက်ပိတ်မိနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒီသတင်းကိုတီရီပေးပို့ထားပါတယ်ရှင်။ဘကိုးတိုင်းနောက်ချမ်းမင်းလာမြို့နယ်စင်ရိုင်ချောင်းပေါက်ရွာကနေတခြားကြေးရွာတွေဘက်ကဝင်လာတဲ့စစ်ကြောင်းဇွန်လ16ရက်မနေ့ပိုင်းမှာကာကွယ်တပ်ဖွဲ့ဝင်တွေကဂျားဖြတ်တိုက်ခိုက်ပြီးတဲ့နောက်ရန်ကုန်ပြည်လမ်းပေါ်စစ်ကွင်းတာဆုံဂိတ်ကိုဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက်တိုက်ပွဲတွေဇက်တိုက်ဖြစ်ခဲ့လို့သိရပါတယ်။ တိုက်ပွဲတွင်ဗိုလ်မှူးစော်မျိုးဝင်တာယာရီခိုင်စီမံအုပ်ချုပ်ရေးမှုအပါအဝင်စစ်ကောင်စီအရာရှိတချို့နဲ့တပ်ဖွဲ့ဝင်တွေတည်ဆုံခဲ့လို့သိရပါဗါတိုက်ပွဲအတွင်းမှာရန်ကုန်ပြည်လမ်းပေါ်မောင်းလာတဲ့အင်စီကားတစ်စီးကိုကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတားဆီးရမှာမရက်ပေးတဲ့အတွက်စစ်ကောင်စီတပ်ကပြစ်ခတ်တဲ့လက်နက်ကြီးထိမှန်ပြီးပြည်သူ၃ယောက်တည်ဆုံခဲ့တယ်လို့သိရပါဗါပြည်လမ်းပေါ်မှာရှိတဲ့စစ်ကွင်းတာဆုံးမှာပတ်စံကောက်နေတဲ့အဖွဲ့ကိုကျွန်တော်မရှင်တက်လို့တယ်။လုံရင်းနဲ့ရဲကင်းနဲ့အရန်ညီရောအရဲကင်းကလူတွေနဲ့ပါထိတွေ့မှုထပ်ဖြစ်တာပေါ့ ဖြစ်ပြီးတော့မှနိုင်ခွဲလောက်ကြာတဲ့အချိန်မှာခဏဆိုင်ချောင်းပေါက်အကောင်ကြီးကပြန်ဆုတ်သွားပြီးတော့အဒီပြည်လန်းပေါ်ကိုစစ်ကူလာတာပေါ့လာတဲ့အချိန်မှာကျွန်တော်တို့ဆီကထက်တော့ရေးနေထိတွေ့မှုထက်ဖြစ်တယ်ဖြစ်တော့အဖောကတစည်းလုံးနီနီကိုသူတို့ပြုတ်တယ်ပေါ့နောက်နေနေပုံထက်နေရပဲဆင်းလာတဲ့ကောင်အကုန်တေးရအဲကားကောင်းကမ်းမှာပါတယ်၃ယောက်လုံးနဲ့တေးတယ်တိုက်ပွဲနည်းနည်းကြာပြီးတော့ကျွန်တော်တို့ဘက်ကခေရန်အားနေတော့ပြန်ဆုတ်ပြေးလိုက်ရတယ်ပေါ့ရန်ကုန်ပြည်လမ်းတစ်လျှောက်ကိုစစ်ကောင်စီကအင်အားတိုးချထားတာက ကွန်ပျူစီတည်ယူမှုနဲ့လူသွားလာကိုကန့်သက်ထားပါတယ်။စီရင်ချောင်းပေါက်ရွာကတစဉ်ကြေးရွာတွေဘက်ကလည်းစစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။မင်းလာမြို့နယ်ကတောင်ပြက်စီရင်ချောင်းပေါက်ငမိုးရိပ်ခန့်ကော်ပင်စားချောင်းအပါဝင်ကြေးရွာ20ကျော်ကိုလက်နက်ကြီးနဲ့ရန်တမ်းပစ်ခတ်နေတဲ့အတွက်ပြည်သူတွေတတိထားနေထိုင်ကြဖို့ကာကွယ်ရေးတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်။ဇွန်လ16ရက်နေ့မှာလဲဖားလေခွေမြောက်စုကြေးရွာတွေလက်နက်ကြီးကြောက်ရောက်ပောက်ကွဲခဲ့ပြီးအသက်80အရွယ်အဖွားတစ်ယောက်သေဆုံးခဲ့တယ်လို့သိရပါတယ်။ အကုန်လုံးပဲရှာလေးမှာနေဘယ်ယာလေးမှထွက်လို့မရဘူးဆက်လို့ရှိရင်ချင်းချင်းမှထွက်လို့ရမယ်။ဒါမြက်ဘက်ကထွက်မယ်ဆိုရင်ငင်းငုံမှာကိုစစ်တက်ချတာ။ဒါလေးဘက်ကျတော့လည်းဆက်မခံဘူး။ဒါလေးမှပိတ်ထားတယ်လေ။ကိုစိတ်ကိုရင်ပေါက်မှာပိတ်ထားတယ်ဆိုတော့ဘယ်ကမှဆက်ပြရမလို့။တခုတော့ရှိတယ်။ဒီကနေပြီးတော့လမ်းချက်ပြီးတော့ချင်းချင်းသွားရင်တော့ရ။ပြီးတော့သူရှိရလေးပဲပြေးကြမှာပေါ့။ကိုစနေကုန်းလေးရောက်။ကိုစိတ်ကိုနေရောက်။ကိုရောက်စီရောက်လေးပေါ့။အဲ့လိုမျိုးတွေွားကြတာပေါ့။ပြာတိကြတော့တော့မရှိဘူးလေသူကနီးစက်ရနီးစက်ရကြီးပေါ့ဆက်မမောင်လေးရွှေရနေကြမှာတော့ပြီးတော့တဲကြတယ်ဒီဘွားလိုတော်တော်နေတာပြည့်ကြပြီတော့ရွှေရနေနာခလေအဲ့လိုမျိုးလေဖြစ်လက်ဖြစ်လက်ပြီးတော့ ူအမြန်ကနေဒီကောင်ဟိုဘက်ကြီးပြေးလာတယ်ပေါ့တိုက်ပွဲကြောင့်ရန်ကုန်ပြည်လမ်းတစ်လျှောက်ကျေးရွာတွေက စာတင်ကြောင်းတွေပိတ်ထားရတယ်လို့လည်းသိရပါဗျ။ကျမသိပါဒီဗီယိုမြင်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတို့ဖူအီအီနွယ်ပါကြီးစုနာဆင်ပေးကြရတော့ကျေးဇူးတင်ပါတယ်ရှင်